ပီပီတီဗီရဲ့တပတ်အတွင်းစစ်သတင်းစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့ဆေးရည်သတင်းတွေကမှဒီဇင်ဘာ၄ရက်နေ့ကနေဒီဇင်ဘာ၁၀ရက်နေ့အထိရရှိထားတဲ့ဆေးရည်သတင်းချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီတစ်ပတ်မှာလည်းအချမ်းဖတ်စစ်တပ်ရဲ့ဆေးရည်တုံးမြင့်မှုတွေစစ်ကြောင်းထုံမှုတွေကြောင့်နိုင်ငံတော်ဝမ်းမှာထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပေါ်နေပါရစေ။ဆေးရည်အချက်အလက်တွေကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းတွေမှာထိတွေ့တိုက်ပွဲ၂ကြိမ် မကွေးတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲ9ကြိမ်၊မန္တလေးတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်၊ရှမ်းပြည်အတွင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်၊ပဲခူးတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲ3ကြိမ်၊ကရင်ပြည်အတွင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်နဲ့မွန်ပြည်အတွင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်တို့ရှိခဲ့တာကိုတွေ့ရှိရပါတယ်။စကိုင်းတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ အကျန်းဖတ်ဆဲအုပ်စုရဲ့ရွှေဘုံမြို့မှာရေစခန်းနဲ့ခလာရ40နှစ်တက်အထိုင်စခန်းတွေကိုဒီဇင်ဘာ9ရက်မနက်7:45မိနစ်မှာတော်လိုင်းရေးတပ်တွေက drone တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းရွှေဘုံမြို့မှာရေစခန်းအတွင်းကအကျန်းဖတ်ရေတုံးကိုအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သလိုခလာရ40နှစ်တက်အထိုင်စခန်းမှာလည်းနိုင်ရေးလုံနေတဲ့နေရာကိုကြားရောက်ပေါက်ကွဲခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့သိရပါဗျာ။ အဲ့တိုက်ခိုက်မှုကိုရှေဘုံမြို့နယ်ပကဖာတိုက်ခိုက်ရေးအဖွဲ့ PDO နဲ့တိုက်နယ်ကပကဖာတိုက်ခိုက်ရေးအဖွဲ့ရွှေဘုံမြို့နယ်တိုက်နယ်ကပကဖာ Face Win Drone အဖွဲ့အမှတ်1830တဲ့ drone တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဘူးတလင်မြို့ကနေတပြေပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကိုဒီဇင်ဘာ9ရက်မနက်10:00နာရီ35မိနစ်ခန့်မှာတော်လန်ဟိပူးပေါင်းတပ်တွေကကြာဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွင်ကျန်းဖတ်စစ်တပ်ကထိခိုက်ဒဏ်ရာရမှုများပြားခဲ့ပြီးကားရည်နဲ့ဘူးတလင်မျိုးတွေကိုပြန်ခေါ်သွားတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘူးတလင်မျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းညအိုခရိုင်တရင်သုံးဘူးတလင်မျိုးနဲ့ပါကဖအဖွဲ့ BA ဘာမအာမီတရင်တပြည်သူ့အတန်တိုက်ခိုက်ရေးအဖွဲ့ဒီပရင်နဲ့ဘူတောက်တဲ့အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။မကွေးတိုင်းတွင်ကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ နမောင်မြို့နယ်နမောက်ပျော်ပွဲလမ်းပိုင်းဥယျာဉ်လမ်းပေါက်အနီးမှာလမ်းပိုင်းစစ်စီလုပ်နေတဲ့တော်လန်ဟိတက်တွေနဲ့အကြံဖက်စစ်တပ်တို့အကြားဒီဇင်ဘာ9ရက်ည10:30မိနစ်မှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်တိုက်ပွဲအတွင်းအကြံဖက်စစ်တပ်ကတိုက်ခိုက်သေးဆုံးမှုတွေရှိခဲ့ပြီးအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပါဘူးအဆိုပါတိုက်ခိုက်မှုကို အောင်ဆန်းလန်အဖွဲ့နဲ့အတူ နမောက်ပကဖအဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ကြပါတယ် မြိုင်မြို့နယ်တရက်ကံပြူရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြံဖတ်စစ်သားတွေနဲ့ပြူတွေကိုဒီဇင်ဘာ9ရက်မှာဒရုန်းနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့ကအသိပေးထားပါဗါးအဲ့ဒီတိုက်ခိုက်မှုတွင်ပြူတအူထိခိုက်ဒဏ်ရာရရှိခဲ့ပါဗါးဆလင်းမြို့နယ်မှာမဲစင်းစစ်ဆေးပြီးပြန်လာတဲ့အကြံဖတ်ကားနှစ်စီးကိုဒီဇင်ဘာ4ရက်မှာဒေါင်းစစ်အောင်လိုကယ်ပီဒီရဲ့အဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပါဗါး အဲ့ဒီတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ကစစ်ဗိုလ်တအူးတိတ်ပြီးတော့သုံးဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ပခောက်ကူမြို့နယ်နဲ့ညံမြို့နယ်အစံမှာအကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ကားစီကိုတော်လိုင်းပူပေါင်းတပ်တွေကဒီဇင်ဘာ၄ရက်မှာတိုက်ခိုက်ခဲ့ပါတယ်။ညောင်ချစ်ပင်ပြူစခန်းအနီးမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သားအလောင်းတလောင်းနဲ့အတူခဲယမ်းတွေတင်ဆဲရရှိခဲ့တယ်လို့ပြည်သူ၂ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို ကံမတပောင်စုနဲ့အတူမခွေး PDF မြိုင်ပါကဖပောက်ပါကဖဒေတာရင်းတပောင်စုတွေဖြစ်တဲ့ပခုတ်ကိုခရိုင်လိုကယ်တရင် ပခုတ်ကိုခရိုင်စစ်ကြောင်းတွေနဲ့ပူပေါင်းလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဆလင်းမြို့မှာ အချမ်းဖက်စစ်တပ်ရဲ့မြို့မရေစခန်းကနေစိမ့်ဆူဂိတ်စခန်းကို ကားတစ်စီးဆိုင်ကယ်လေးစီးနဲ့ ကင်းပတ်ရန်ထွက်လာတဲ့အကျန်းဖတ်စစ်သားနဲ့ရဲတွေပါလာတဲ့စစ်ကြောင်းကိုဒီဇင်ဘာ6ရက်မိုးလဲ2နာရီ36မိနစ်ခန့်မှာဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။တိုက်ပွဲက45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကျန်းဖတ်စစ်သား2ဦးသေပြီးတော့4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နောက်ဆက်တွဲသတင်းတွေအရဒဏ်ရာရတဲ့သူတွေကိုဆလင်းပြည်သူ့စေယုံမှာစီကူတနေရင်နဲ့3ဦးထပ်သေးတယ်လို့သိရပါတယ်။ တိုက်ပွဲကနေ G3 G ပေါင်း2ခုလက်ပစ်ပုံးနှလုံး G အတောင်30ခန်းတို့ကိုတင်ဆက်ရရှိခဲ့ပါတယ်။စကူမျိုးကနေရွှေဆက်တော်ဖရာအဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကဒီဇင်ဘာ9ရက်မိုးလဲတနာရီ30မိနစ်မှာဂျားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအကြံဖက်စစ်ကြောင်းမှာအင်အား120ခန့်ပါရှိပြီးတော့တိုက်ခိုက်မှုအတွင်း၄ဦးသေဆုံးပြီး၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ တိုက်ခိုက်မှုကိုမင်းဘူးခိုင်အမှတ်6တရင်မင်းဘူးခိုင်အမှတ်4တရင်မဟာမိတ်တွေနဲ့မင်းဘူးမြို့နယ်ပြည်သူ့ကော်မတီရဲ့အဖွဲ့မင်းဘူးမြို့နယ်ပါကာဖာတို့ကဖူပေါင်းလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်အကျံဖက်စစ်အုပ်စုရဲ့ကံမရေနတာအထိုင်စခန်းကနေထွက်လာတဲ့အင်အား40ပါစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင် အမှတ်၄တရင်ကဒီဇင်ဘာ၈ရက်မနက်9:00ခန်းမှာကြာဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲက9မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့မိုင်းခွင်းနဲ့ဝင်ရောက်လာတဲ့အကြံဖက်စစ်တပ်က6ဦးထိသေဆုံးခဲ့တယ်လို့သိရပါဗျ။အန်ဒလီတိုင်းတွင်ကထိတွေ့တိုက်ပွဲအကြောင်းကိုပြောပြပေးပါမယ်။မြေချံမျိုးနဲ့ကြောက်ပြုတ်ရွာကနေထွက်လာတဲ့တီရာယူမွန်အဖွဲ့နဲ့အချမ်းဖက်စစ်သားတွေပူးပေါင်းထားတဲ့စစ်ကြောင်းကိုဒီဇင်ဘာ9ရက်ည9နာရီခန့်မှာတော်လန်ရေးပူးပေါင်းတပ်တွေကကြောက်ပြုတ်ဖေယားကုန်းအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွေ့အကြမ်းဖက်စစ်အုပ်စုဘက်က15ဦးသေပြီးတော့တော်လိုင်းရဲဘော်တွေဘက်ကအထိခိုက်မရှိစုခွာနိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကျယ်တွင်တပ်ဖွဲ့မြင်းချန်ဒိန်ဂျာဒိုင်နမိုက်အဖွဲ့နဲ့ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။ပင်လောင်မြို့နယ်နဲ့ဖေခုံမြို့နယ်အဆက်ကကြီးရွာရီစီကိုအကြံဖတ်စစ်တပ်နဲ့ PNO ပြည်သူစစ်တွေပါတဲ့ပူပေါင်းအဖွဲ့ကအင်အားအလုံးရဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ဒီဇင်ဘာ6ရက်မှာတော်လန်ရေးအင်အားစုတွေကတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းမီဒီယာကပြောပါရယ်အဲ့ဒီတိုက်ပွဲအတွင်းအကျန်းဖက်စစ်တပ်ကစစ်ဗိုလ်တအုပ်အပါဝင်၉ဦးတိပြီးတော့၂ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။တိုက်ပွဲကနေငကြင်းမီစက်တနက်တလက် RPG တလက်တို့အပါဝင် လက်နက်ခဲယမ်းတွေအများပြားသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ ဘကိုးတိုင်းဘင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ဖြူမျိုးနယ်ဇေယဝရီမျိုးမှာကင်းပတ်ရန်ထွက်လာတဲ့အကြံဘတ်စစ်တပ်ကိုဖြူမျိုးနယ်ပါကဖာဒီဇင်ဘာ၄ရက်မနက်၁၀:၃၀မိနစ်မှာတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲကမိနစ်၃၀ခန့်ကြာမြင့်ပြီးတော့အကြံဘတ်စစ်တပ်ကတဦးသေဆုံးပြီးနှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့နှစ်ဦးကိုဖြူမျိုးနယ်ပါကဖာတပ် မှုကစစ်စေးမင်းမြန်းနေစဉ်အတွင်းတနက်လူပြီးထွက်ပြေးရာကြောင်းအသည့်ပြည့်ခတ်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်တွေကနေဂျီ3တနက်တလက်ဂျီ4တနက်တလက်ဂျီပေါက်9ပေါက်နဲ့ဂျီ15000တို့ကိုတင်ဆက်ရရှိခဲ့ပါတယ်။ တောင်ညုံမြို့မှာရှိရတောင်ညုံလေတဲ့စခန်းဌာနချုပ်ရဲ့လေချောင်းထိန်သိမ်းရေးမျှော်စင်တဲ့ဂျန်မာတာဝါတိုင်းတွေကိုဝရစိန်တပ်ဖွဲ့ကဒီဇင်ဘာ၄ရက်မနက်7:35မိနစ်ခန့်မှာ FPP ဒရုန်းနဲ့ဖွင့်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဝရစိန်တပ်ဖွဲ့ကတော့ပြစ်မှတ်တွေကိုအတိအကျပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းတွေထုတ်ပြန်ထားပါတယ်။အဲ့ဒီမရှင်ကိုဝရဇိန်တပ်ဖွဲ့ကဦးဆောင်ပြီးတော့တန်အောင်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှဖိုက်တာစားခဲ့လို့ပူပေါင်းလှုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ လဗနန်မြို့နယ်အတွင်းမှာကင်းဖုံးဝင်နေတဲ့အကြမ်းဖက်စစ်သားတွေနဲ့ PDF တွေအကြားဒီဇင်ဘာ9ရက်မောလဲ2နာရီမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။အကြမ်းဖက်စစ်သားတွေကမကြီးခွင်းအရှိစုရွာဆယ်ပေါင်းနီးမှာကင်းဖုံးဝင်နေတာဖြစ်ပြီးတော့သတင်းထောက်လန်းရန်သွားတဲ့ PDF တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။တိုက်ပွဲကမိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သား2ဦးသေပါတယ်။တော်လန်ရဲဘော်တွေဘက်က အူးတန်ရရခဲ့တယ်လို့ဆိုင်ကယ်တစ်စီး ဖုံးနှလုံးနဲ့လွယ်ဤတို့ဆုံးရှုံးခဲ့ရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတာယာဝရီခရိုင်တရင်383ညနဲ့တက်ခွဲ3နဲ့မဲလာမြို့နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ PNP အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။ညဝရီမျိုးနဲ့မင်းလက်ပံကြီးရွာနီမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်။ ဒီဇင်ဘာ9ရက်မနက်7:40မိနစ်မှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာအချမ်းဖက်စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးကထိုင်းနိုင်ငံဘက်ကိုကျရောက်ပြီးတော့ထိုင်းနိုင်ငံသားတအုပ်ပြင်းထန်တဲ့အရာရရှိခဲ့ပါတယ်။မင်းလက်ပံချေရွာအနီးမှာအချမ်းဖက်စစ်တပ်နဲ့ KNL ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်။မွန်ပြည်အတွင်းကထိတွေ့တိုက်ပွဲတွေကြောင့်ကိုပြောပြပေးပါမယ်။ ရေးမျိုးနဲ့အာယုတောင်ချေရွာမှာရှိတဲ့ကျန်းဖတ်စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့ကိုဒီဇင်ဘာ9ရက်မနက်7:00နာရီမှာရေးဘလို့အဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်အကျန်းဖတ်စစ်တပ်လက်ပါစီပြည်သူ့စစ်အဖွဲ့၄ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းအမေရိကတစ်ဆင့်ရရှိတဲ့တပတ်အတွင်းစစ်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းရရှိမှုခက်ခဲတွေကြောင့်မြေပြင်မှာတိတက်ပုံမိုတဲ့စီးရီထိတွေ့တိုက်ပွဲရှိနေနိုင်ပါတယ်။နောက်ပတ်တွင်မှာလည်းတပတ်အတွင်းရရှိတဲ့စီးရီသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube Channel youtube.com/pptv မြန်မာနဲ့ Facebook Page facebook.com/pptv မြန်မာတို့မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ကတော့ခေါင်းဆောင်ပါ